ကင်ဆာယောဂါပါဝင်ကုရခတ်တဲ့ယောဂါ၅မျိုးတွေကုသနိုင်မဲ့နီလန်းတွေတွေ့ရှိခဲ့ပြီးပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကဒုကြာဆံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြီးတော့ channel ကနေပြန်လည်ကြိုဆိုပါရစေကုရခတ်တဲ့ယောဂါများတွေ2025ခုနှစ်မှာထူးခြားတဲ့ဆေးဘက်ဆိုင်ရာတွေ့ရှိမှုများကနီးပညာနဲ့သုတေသနပေါင်းစပ်မှုကြောင့်ညှော်လင့်ချက်အစ်တွေကိုပေးနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကင်ဆာအဲဆိုင်မှာပြီးကျူယောဂါစတဲ့ကုရခတ်ခဲ့တဲ့ယောဂါများတွေ စိဘက်ဆိုင်ရာနောက်ဆုံးမော်တွေ့ရှိမှု၅ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ကင်ဆာအတွက် mRNA ကာဝယ်ဆေးနည်းပညာ mRNA နည်းပညာဟာ COVID-19 ကာဝယ်ဆေးများမှာအောင်မြင်မှုရရှိပြီးနောက်ကင်ဆာကုသမှုမှာလည်းတိုးတက်မှုများရရှိနေပါတယ်။2025မှာကိုပိုင်ပြုပြင်ထားတဲ့ mRNA ကာဝယ်ဆေးများဟာအဆုတ်ကင်ဆာ၊ရေပြားကင်ဆာနဲ့စီးကျိတ်ကင်ဆာလိုမျိုးကင်ဆာမျိုးစားများမှာကိုခံအားစနစ်ကိုလုံ့ဆော်ပြီးအကျိတ်များကိုတိုက်ဖျက်နိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ မက်ဒေါနာနဲ့ BioNTech စတဲ့ကုမ္ပဏီများဟာလက်တွေ့စမ်းသပ်မှုအဆင့်၃မှာရှိနေပြီးရလက်တွေကလည်းအကောင်းဘက်ကိုဦးတည်နေပါတယ်။ဒီနည်းပညာဟာကင်ဆာကုသမှုကိုပုံမတိကျပြီးဘေးထွက်ဆိုးကျိုးနည်းပါးစေပါတယ်။နံပါတ်2အေဇိုင်းမာယောဂအတွက်စမ်းသစ်သောကုထုံး2025မှာအေဇိုင်းမာယောဂအတွက်ဆေးဝါးအသင်းများဖြစ်တဲ့အီကာနီမက်နဲ့ဒိုနာနီမက်တို့ဟာအုံနောက်မှာအမိုင်းလိုက်ပီတာတွေကိုဖယ်ရှားပေးပြီးရောဂါပြည့်စုံကိုနှိပ်ကွေးစေကြောင်းတွေးရှိခဲ့ရပါတယ်။ ဒါအပြင်အာထွာဆောင်နှီးပညာကိုအသုံးပြုပြီးအုံနောက်သွေးကြောဆိုင်ရာအတားဆီးကိုဖွင့်ပေးကာစီဝါများပုံမထိရောက်စွာရောက်ရှိစေနိုင်မှုအတွက်ဆက်လက်ဆန်းသပ်နေပါတယ်။ဒီကုထုံးများဟာမှတ်ညံဆုံးချုပ်မှုကိုနှီးကွေးစေပြီးလူနာများရဲ့ဘဝရည်သေးကိုမြင့်တင်ပေးနိုင်ပါတယ်။နံပါတ်3စီးကျို့ယောဂအတွက်ဆဲအခြေပြုကုထုံးမျိုးစတဲ့စီးကျို့ယောဂအတွက်ပန်ကရီးယားဆဲများကိုပြန်လည်ထုတ်လုပ်ပြီးအင်ဆူလင်ထုတ်လုပ်နိုင်စေနိုင်ဖို့ဆဲအခြေပြုကုထုံးများကိုဆန်းသပ်နေရမှာ2025အရောက်မှာတော့တိုးတက်မှုရရှိခဲ့ပါတယ်။ ဘာတက်ဖာမာစတိကင်ဟာပေမဆဲများကိုအစားထိုးထည့်သွင်းပြီးလူနာတွေကိုအင်ဆူလင်ထိုးစေမလို့အပ်တော့တဲ့ကုထုံးကိုစမ်းသပ်နေပါတယ်။ဒါ့အပြင် AI နည်းပညာနဲ့သွေးရင်းသကြားဓာတ်ကိုအချိန်နဲ့တပင်းကြီးစောင့်ကြည့်ပြီးအင်ဆူလင်ထိုးပြီးတဲ့ဆက်များလည်းပုံမထိရောက်လာတာတွေ့ရပါတယ်။ဒီကုထုံးဟာစီဂျိုယောဂါရှိသူများအတွက်ရေရှည်ကုသမှုဖြစ်လာနိုင်ပါတယ်။နံပါတ်၄ရှားပါသောမျိုးရိုးဗီဇယောဂါများအတွက် CRISPR ဗီဇပြုပြင်မှု CRISPR Case9 ဗီဇပြုပြင်နည်းပညာဟာစကေဆဲအန်မီယာနဲ့ ဗီတာတာစမီယာလိုမျိုးမျိုးရိုးဗီဇယောဂါများကိုကုသရမှာ2025မှာတော့အောင်မြင်မှုများရရှိလာခဲ့ပါတယ်။ FDA က Kisqui လို့ခေါ်တဲ့ CRSB ရအခြေပြုကုထုံးကို2023မှာအတည်ပြုခဲ့ပြီး2025မှာတော့လူနာများထံပုံမှုကျေပြန့်စွာအသုံးပြုလာခဲ့ပါတယ်။ဒီကုထုံးဟာဗီဇချိုးယွင်းမှုကိုပြုပြင်ပြီးယောဂါလက္ခဏာများကိုတိတိတတ်တာရောကြစေနိုင်ပါတယ်။ဒီနည်းပညာဟာယခင်တုန်းကကုမရခဲ့တဲ့ရှားပါးယောဂါများအတွက်ကုသစေနိုင်မဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ နံပါတ်5 HIV ယောဂအတွက်ရေရှည်ကုထုံး2025မှာ HIV ယောဂအတွက်ရေရှည်ထိကျုံနိုင်တဲ့ကုထုံးတွေပုံမတိုးတက်လာခဲ့ပါတယ်။လောင်းအတင်းအင်ဂျက်တီဘယ်ဆေးဝါးများဖြစ်တဲ့ကာဗိုတက်ဂရာဘင်နဲ့ရက်ပစ်ဘရင်တို့ဟာနေ့စဉ်တောက်ဆေးမလိုအပ်ဘဲတစ်လမှတစ်ကြိမ်ဒါမှမဟုတ်နှစ်လမှတစ်ကြိမ်ထိုးပေးရုံနဲ့ဘိုင်းရက်ကိုထိကျုံနိုင်ပြီဖြစ်ပါတယ်။ဒါအပြင်ဗီဇပြုပြင်မှုနည်းပညာများနဲ့ HIV ဘိုင်းရက်ကိုအပြည့်အသက်ဖယ်ရှားနိုင်ဖို့အတွက်သုတေသနများလည်းဆက်လက်လှုံ့ဆော်နေပါတယ်။ အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်